ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ဆက်ပေးမယ့်အကြောင်းအရာကတော့အင်္ဂုလိမာလာရဲ့အကြောင်းအရာပဲဖြစ်ပါတယ်နွန်လိမ်မာတဲ့လူတစ်ယောက်ကနည်းရန်ဆူးသွမ်းတဲ့လူတစ်ယောက်ဘာကြောင့်ဖြစ်သွားလဲလဲဒီလိုပဲရန်ဆူးသွမ်းတဲ့လူတစ်ယောက်ကနည်းယဟန္တာဘဝကိုဘလုံးရောက်သွားလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြည့်ပြည့်စုံစုံသင်ဆက်ပေးမှာဖြစ်တဲ့အတွက်နော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်မြတ်တာရက်ခံပါတယ် ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်တန်ကူလီမာလာနီကိုဆယ်ဒေနာနတ်နမီဆိုပြင်ကြော်ကြားတဲ့လူသက်သမားတအုပ်ဖြစ်ခဲ့ရတယ်။သူဒီလူအများကိုတက်ပြတ်ပြီးသူရဲ့လက်ချောင်းတွေကိုဖြတ်ကာလက်ဆွဲပရိလိုဝတ်ဆင်ထားလေတယ်။ဒီလူဆွဲထားတဲ့အတွက်ကြောင့်သူ့ကိုအင်ကူလီမာလာကိုလူတီများလာပါတယ်။တန်ကူလီမာလာရဲ့အတိတ်ဘယ်မှာလက်ချောင်းများကိုလက်ဆွဲပရိအဖြစ်ဝတ်ဆင်ထားသူဟုအတိတ်ပဲရပါတယ်။သူ့ရဲ့အမည်ရင်းကတော့အဟိန္ဒက ဖြစ်ပါတယ်သူရဲ့ဖခင်မှာဘဂဝါဖြစ်ပြီးမရဆန်စီတရားရုံးရဲ့အကြီးအကဲလည်းဖြစ်ပါတယ်သူရဲ့မိခင်မှာမိတ္တရာဟာနီဖြစ်ပါတယ်မိခင်မိတ္တရာဟာနီသည်ကိုဝင်ဆောင်တဲ့ချိန်တွင်အိမ်မက်တစ်ခုကိုမြင်မှတ်ပါတယ်သူကလေးမွေးပြီးတဲ့နောက်မှာဒီဒေနတ်တော်ဝိုက်တွင်ထီကယုံများနဲ့အလွန်တရာကြီးမားတဲ့ကျမ်းပါမှုများဖြစ်လာမည်ဟုမြင်မှတ်ပါတယ်အဲဒီလိုမြင်မှတ်တော့သူသည်စိတ်မချမ်းမသာဖြစ်ရပါတယ်ဒီလိုနဲ့သူငွေဖွာပြီးတဲ့နောက်မှာ ဘာမျက်ဖြစ်မလာတော့ကြောင့်အာလုံးစိတ်ချမ်းသာသွားကြပါလေ။အဲဒါကြောင့်လည်းအိန္ဒကဟုခေါ်ဆိုကြပါလေ။အဘိဓိပ္ပာယ်ကတော့အကျမ်းမဖတ်ပဲဖြစ်ပါလေ။အိန္ဒကတိညာလွန်ကောင်းပါတယ်။ဒါကြောင့်အာရှိယဆရာမဏိပန္ဒရရဲ့အကြောင်းတို့ပုတ်လွတ်စေခဲ့ပါတယ်။သူဒီညာလွန်ထက်မြက်သောကြောင့်သာတင်တဲ့ကာလအတွင်းကျောင်းလက္ခဏာမပေးရသောသူလည်းဖြစ်ပါတယ်။ယနေ့ခေတ်မှာဆိုရင်တော့ကျွန်တော်တို့ scholarship ပေးခံရတဲ့ကျောင်းသား လုံးမျိုးခေါ်လို့ရပါတယ်ပေါ့တင်ကုလိမာလာကမျက်စာတရားနဲ့ယုံကြည်မှုရှိပြီးလူများပေါ်ရိုသေကျွမ်းလွန်တတ်ခြင်းကျင့်သီလကောင်းခြင်းပရိသီခြင်းညောင်မြန်ရှိခြင်းဆန္ဒတမမှုကိုထိန်းချုပ်နိုင်စွာရှိခြင်းမှဉဏ်စွိုင်းတို့ကိုလည်းရှိသူဖြစ်ပါတယ်ဒီလိုစွိုင်းတွေရှိတာကြောင့်အာစရိယဆရာကအိန္ဒကအပေါ်အလေးပေးဆက်ဆံပါတယ်ဒီလိုဆက်ဆံဒီကို ကြံတဲ့တပည့်တွေကမကြင်မနက်ဖြစ်ကြပါတယ်။အဲ့ဒီအခါမှာတော့အကောက်ကြံရဲ့အမျိုးမျိုးစဉ်းစားကြပါတော့တယ်။နောက်ဆုံးတော့ကြံရမရဖြစ်ပြီးဆရာကြီးရဲ့ဇနီးဖြစ်သူဘဟန္တရီကနဲ့အထင်လွဲစေရန်ကြံစီပါတော့တယ်။ဆရာကြီးကိုကြံတပည့်တွေကအဟိန္ဒကနဲ့ဘဟန္တရီကတို့လက်ကရပြုလုံနေပါတယ်ဟုတိုင်ကြားပါတော့တယ်။ဘုကမာတော့ဆရာကြီးကစိတ်သွသွားပြီးအဟိန္ဒကကိုအဲ့လိုမပြောကြပါနဲ့။အဟိန္ဒကကိုငါယုံတယ်ဟုဆိုကသူတို့ကိုအပြင်းမောင်းထုတ်လိုက်ပါတော့တယ်။သို့တော့ ဆရာကြီးရဲ့ဇနီးနီအသက်ကလည်းငယ်သေးတော့အင်းတကကိုချစ်ခင်နှစ်သက်ပါတယ်။အင်းတကကတော့အဲ့လိုစင်မျိုးလုံးဝမရှိပါ။တနေ့ဆရာကြီးကိုဘယင်ပရဒိနာစီတာကစင့်ခေါ်ရတော့ရောက်ရပါတော့မယ်။ဆရာကြီးမရှိချိန်မှာသူ့ရဲ့ကြောင်းကိုဆောင်းလျှောက် ဖို့အင်တကကိုမှာကြပြီးသွားသွားပါတယ်ဆရာကြီးမရှိချိန်မှာဆရာကြီးရဲ့ဇနီးကအမွေးနတ်သားများလင်းချံပြီးအင်တကကိုသူ့အခန်းကိုလာရန်ဆင့်ခေါ်လိုက်ပါတယ်အင်တကရောက်လာတဲ့အခါမှာတော့မျိုးမျိုးမြူဆယ်ပါတော့တယ်အင်တကကလက်မခံတာကြောင့်အတင်းစီးရုံပါတော့တယ်နောက်ဆုံးတော့အင်တကကသူ့ရဲ့ဝေးရာကိုတပြေးသွားရပါတော့တယ်ဆရာကြီးရဲ့ဇနီးကသူ့အကြံမအောင်မြင်တာကြောင့်ဆရာကြီးကိုပြန်တိုင်မှကြောက်တဲ့အတွက်အကောက်ကြံသောစိတ်ဖြင့် ဒုက္ခနာကိုကိုစူးများဖြင့်ချပြီးဘဝတွေကိုစုပ်ပြဲကတိုင်းတွင်သူ့ကိုယ်သူကျုံးနဲ့ချီတာလိုက်ပါတယ်ဆရာကြီးပြန်ရောက်လာတဲ့အခါမှာဘလို့ဖြစ်တာလဲလို့မေးပါတော့တယ်ဆရာကြီးရဲ့ဇနီးကဆရာကြီးမရှိတဲ့ခါအင်းကကဒီ သူရဲ့အခန်းကိုချိုးဖောက်ဝင်ရောက်ကဘလက်ကာရပြုတ်ရန်လို့ရပြန်လည်ခုခံတော့ကြောင့်ဒီလိုဖြစ်ရပါတယ်ဟုဆိုပါတော့တယ်အဲ့ဒီအခါမှာဆရာကြီးဒီတပည့်များကသူ့ကိုပြောတဲ့အချိန်မှာတော့မယုံပဲယခုဇနီးပြောတဲ့အချိန်ကမှယုံသွားပြီးအင်းတကကိုပညာပေးရန်စီစဉ်ပါတော့တယ်ဆရာကြီးကမျိုးမျိုးစဉ်းစားပြီး နောက်ဆုံးတော့လူအယောက်တစ်ထောင်ကိုတက်ရန်မိန့်လိုက်ပါတယ်ဆရာကြီးရဲ့အသွင်းကသူ့ကိုယ်တိုင်တက်တယ်ဆိုတာလည်းအဖြစ်မခံသူ့เจ้าကိုလည်းနာမည်ပြတ်မခံလို့သာကြောင့်သူ ူတွေကိုတတ်မှအဲ့တော့သူ့ကိုလည်းပြန်တတ်ကြလိမ့်မယ်ဒီလိုဆိုရင်သူ့ကိုဘာမှထိခိုက်စရာမရှိတော့ဘူးဟုသူလည်းလူတက်ရမလောက်တော့ဘူးဆိုတဲ့အကြံဖြစ်ပါတယ်လူဝန်တောင်တပြီးမှငါးစီကိုပြန်လာပြီးပညာဆက်လက်သင်ယူပါဆိုပြီးဒေါ်ရဖြင့်ပြောလိုက်ပါတယ်အင်းတကားကလည်းဆရာကြီးပြောတဲ့အတိုင်းလုပ်ဆောင်ပါမယ်ဆိုပြီးပစ္စည်း၅မျိုးယူကတော်ရဲကိုသွားပါတော့တယ်ဒီလိုနဲ့သူဒီသူ့ရဲ့လူမှန်မြောက်ကိုဖျက် ပါတော့တယ်သူတက်တာတထောင်ပြင်းသွားပြီးတော့ဆရာကြီးထံပြန်သွားပါတော့တယ်အဲ့ဒီအခါမှာတော့ဆရာကြီးကတကယ်တက်ခဲ့ရင်တနေ့ပြစရာရှိရမယ်ဒီလိုမှမပြနိုင်ရင်တော့နောက်ထပ်တခါသူပေါင်းတထောင်ကိုတပီ90ကိုလက်ညှိုးတွေဖြတ်ပြီးယူလာခဲ့ဟုပြောလိုက်ပါတယ် ။အဲဒီအခါမှာတော့အဟင်းတကက နောက်တစ်ချိန်သောက်တဲ့ကိုပြန်သွားကလူတွေကိုတက်ပြီးလက်ညှိုးတွေကိုဖြတ်ကကြောက်ဆောင်ပေါ်တွင်တင်ထားလိုက်ပါတော့လေ။လူများကြီးကိုတက်ပြီးတဲ့အခါမှာရေသွက်ရန်ကြောက်ဆောင်ပေါ်ပွားကြည့်လိုက်တဲ့အခါမှာတော့တောရန်ဒိဆန်များကစားတောက်သွားတဲ့ကိုသူသိလိုက်ရပါတယ်။ပြီးရင်နောက်မှဒီလိုထားရန်မဖြစ်ချင်ဘူးသူကလိုင်ကူထဲတွင် သွားရောက်ပြင်းမြုပ်ထားလေပါတော့လေ။သိကြရပြီဟုတွင်ပြီးထွက်သွားပါတော့လေ။ဒါကြောင့်မရေသွက်ရန် ပြန်လာတော့အခါမှာလိုင်ကူထဲမှာခွေးတကောင်ထွန်းသွားသည့်ကိုသူ့လက်ရတဲ့အခါသူဒီအလုံးပဲအာအတင်းသွားပါလေသူငုတ်ထားတဲ့လက်ချောင်းတွေကိုသူ့ပေါ်ဆန်းတောက်သွားကြပါလေဒီလိုထားရန်လည်းမဖြစ်ချေဘူးသူ၏ကလက်ချောင်းတွေကိုလေပင်လိုက်ပြီးဆွဲထားလိုက်ပါတော့တယ်ကိုချင်းမဆာ၍အင်ကူလီမာလာဟု အမိပြန်မာတော့လေရန်ဆိုးသွမ်းတာကြောင့်ဘုံတာကတရားချရန်မင်္ဂလိမာလာရှိတဲ့သောဥတဲကိုပတ်ချီတော်မူခဲ့ပါတယ်သောဥတဲမရောက်မီသောအနည်းရှိရွာနာကလူများကဘုံတာကိုမသွားရန်သားကြပါတယ်ဘုံတာကဘာမှပြောဆိုခြင်းမရှိဘဲရှေ့သို့ဆက်လျှောက်သွားပါတော့လေအင်္ဂလိမာလာရဲ့မိခင်သည်ဘယင်ကြီးစစ်သားများအင်္ဂလိမာလာကိုတတ်ခိုက် ဖန်စီရပြင်ဆင်နေကြောင်းကိုလည်းပြောရင်သူရဲ့သားဆိုးသွမ်းနေကြောင်းကိုသိရတော့သူသားကိုနားချပြီးဆုံးမရန်တော့ရှိရတော့တောင်းမွေးဖြင့်တနောင်းနှုတ်လျှောက်သွားလေတော့ပါနဲ့တင်ကုလီမာလာသည်လက်ချောင်းများကိုရင်သွက်ရ969ချောင်းပြင်းပြီးတထောင်ပြန်တချောင်းသာကြမှာတော့လေထောကသူ့ရဲ့မိခင်ကိုတွေးလိုက်ပါတယ်သူ့ရဲ့မိခင်ကိုတွေးသည်နှင့်တည့်ရန်လိုက်ပါတော့တယ်လူချင်းမှာပဲမြတ်စွာဘုရားဘုံကကိုတစ်ဖက်မှာ တွေ့သွားပါတော့တယ်အဲ့ဒါနဲ့သူမိခင်စီကိုမသွားတော့ပဲဘုရားနောက်ကိုသာတဟုံတို့ပြေးလိုက်နေပါတော့တယ်ပြေးလိုက်တော့လဲမမီတာကြောင့်သူတခါမှဒီလိုမျိုးမကြုံဘူးဟုတွေးကအာဝနေပါတယ်သူမောလာလို့ရက်လိုက်ပြီးဘုန်းတော်ကို ပြောလိုက်ပါတယ်မပြင်းနဲ့ရက်လောမပြင်းနဲ့လို့ပြောလိုက်ပါတယ်ဘုန်းတော်ကကျွန်ုပ်ရက်နေသည်တန်တာပြင်းနေခြင်းဖြစ်သည်ဟုပြောလေအဲ့ဒီနောက်မှာငင်ကူလီမာလာကိုလူကောင်းတယောက်ဖြစ်အောင်ဆုံးမလေတော့ဒီငင်ကူလီမာလာလဲ ယူတခါမှမကြဘူးတဲ့တရားများကိုနာကြလိုက်ရတဲ့အတွက်ကြောင့်စိတ်ကောင်းပြန်ဝင်လာပြီးတဏှာပေါင်းဝင်ရန် ရောက်တာပါတော့လေဘုရားကမိခင်ကိုအရင်ခွင်တောင်းတော့မိခင်ခွင့်ပြုမယ်ဆိုရင်ဒါနပေါင်းဝင်ရန်ငါစီစဉ်ပေးပါမယ်ဟုပြောကြပါတယ်မိခင်ကခွင့်ပြုလိုက်တဲ့အတွက်ဘုရားသည်သာဝတိမြေဇေတဝန်ကျောင်းကိုခွန်သွားပါတော့တယ်ဘုဒ္ဓလမြင့်ကြီးသည်စစ်သည်များနဲ့အတူနေကုလိမာလာကိုနှိမ်နှင်းရန်သောဥရှိရာသို့ထွက်လာခဲ့ကြပါတယ်သောဥတဲကိုမဝင်မီဘုရားရှင်အားအရင်ရှိခိုးမီဟုအကြံရကဇေတဝန်ကျောင်းကိုအရင်သွားပါတော့တယ်ဘုရားမြတ်စွာကအရှင်မင်းကြီးမြည်သို့ ွားမည်နည်းဟုမိလိုက်ပါတယ်။တကယ်တော့အင်ဂူရီမာလာကိုဖန်းရန်သုံးထဲသို့သွားပါမည်ဟုဖြေချလိုက်ပါတယ်။ဘုရားမှာဘုရားကအခုချိန်မှာအင်ဂူရီမာလာသည် သူတော်ကောင်းသင်္ကန်းစီထားတဲ့ဆိုရင်ကောအဘယ်တို့ပြုလုပ်ပါမည်နည်းဟုငင်းကြီးကိုမိလိုက်ပါတယ်။ဘုရားမှာတော့ငင်းကြီးကကျွန်တော်အယုံသိပေးပါမည်။သူဤလိုအပ်သည်များကိုလည်းလူသန်းပေးပါမည်။သို့သောဤလိုဆိုးသွမ်းနေတဲ့လူတယောက်သည် လူကောင်းဖြစ်လာရန် မည်သို့ဖြစ်နိုင်မည်နည်းဟုပြောလိုက်ပါတယ်။မြတ်စွာဘုရားကကြောင်းနောက်တွင်ရေလောင်းနေတဲ့အင်ကုလိမာလာကိုအညိုးတွန်းပြလိုက်ပြီးသူသည်အင်ကုလိမာလာပင်သည်ဟုဆိုလိုက်ပါတယ်။ဘုကမင်းကြီးသည်အလွန်ပင်ကြောက်ရွံ့သုံးလို့အံ့ဩသွားပြီးအင်ကုလိမာလာဟောမောကိုအင်ကုလိမာလာအာ မင်းများလိုက်ပါတော့တယ်ဘောကအင်ဂူလီမာလာအမှန်ဖြစ်နေသောကြောင့်လိုအပ်သည်များကိုလှူဒန်းရန်ပြောကြပါတယ်အင်ဂူလီမာလာသည်ကျွန်ုပ်မလိုအပ်ပါဤသို့လှူဒန်းပေးသည်ကိုလည်းသင်အားကျေးဇူးတင်ပါသည်ဟုပြောကြလိုက်ပါတယ်အင်ဂူလီမာလာသည်စွန့်ခံကြရာသူ့ကိုမြေသူကမှဆွမ်းမလောင်ပါ လူတက်ကောင်ဆိုပြီးရနက်ပြက်သုံးနဲ့ရိုက်ချင်းကိုသာခံရပါတယ်သို့သောအင်ဂူလီမာလာသည်ဒေါတာတို့ချန် အသွင်ပြန်ခြင်းအလဲမရှိတော့ပေဒီအကြောင်းတွေကိုဗုဒ္ဓကြားတဲ့အခါမှာတော့အင်ကုလိမာလာရှိရာသို့လိုက်လာပြီးအင်ကုလိမာလာကိုဒီအကြောင်းရာသို့အပေါ်ဒီခံခွန်းလွလိုက်လေတော့ဒီအကြောင်းရာအားလုံးကိုတင်ကြီးခံပြီးတော့ဟုမင်ကြားလိုက်ပါရဲ့ဒီနေ့တော့ခါနဲ့အင်ကုလိမာလာက ်မဝတိပြေကိုစွန့်ခံကြရန်ကိုဝင်ဆောင်တဲ့ဒီအလင်းမဖွားနိုင်၍အဟွင့်နေသည်ကိုတွေ့လိုက်ရပါနဲ့လောကကျောင်းတို့ပြန်ကဘဝရှင်အားဤကဲ့သို့ဖြစ်နေကြောင်းကိုရှုပ်တင်လိုက်ပါနဲ့လောကမြတ်စွာဘုရားကအင်ကုလိမာလာကိုဤသို့ဆိုပါနဲ့အင်ကုလိမာလာအမျိုးသမီးတန်တို့ပြန်သွားလိုက်ပါတော့ပြီးတဲ့နောက်မှာသူမကိုပြောပါငါဤနမငါနေငါကိုမွေးဝါးခဲ့စဉ်ကလေးကမြင်းသူတစုံတစ်ယောက်ကိုမျှမတက်ခဲ့ သင်အားမှန်ကန်သောကောင်းကြီးကိုသူတို့ကရရှိပါစေ။မွေးဖွားမိသင်ကလေးအားကောင်းကြီးမင်္ဂလာပေးပါစေဟုပြောကြလိုက်ပါတယ်။အင်ကုလိမာလာကဘုဗုဒ္ဓထိုကဲ့သို့ပြောဆိုခဲ့လံကျွန်တော်၏ဘဝအစိတ်တပိုင်းအပေါ်အမြင်သက်သက်လိန်ညာပြီးငူတာပြောဆိုခြင်းသာဖြစ်ပါလိမ့်မည်။အရှင်ဘုရားကျွန်ုပ်သည်တို့အေးအေးဖြင့်လူများတော်ကိုတက်ခဲ့ပြီးပြီဟုရှောက်ထားပါတယ်။ တို့ကဘုန်းတော်ကကျန်တော့ဆိုရင်ငင်ကုလိမာလာသွားစမ်းပါ၎င်းနောက် သူမအားပြောပါငါဤနမအကယ်၍အရိယဘဝမှမွေးဖွားခဲ့သည့်ငါသည်တမြန်တတ်မြေသူကိုမြမတ်တ်ခဲ့ချေသင်ကလေးနှင့်တင့်အပေါ်မှာဤမှန်ကန်သောသစ္စာတကားကြောင့်ကောင်းကြီးပေးပါစေဟုပြောကြလိုက်ပါဟုငွင်ကြပါရယ်ပြီးတဲ့နောက်မှာတော့အင်ဂုလိမာလာကအမျိုးသမီးထံသို့သွားခဲ့လေသည်ဗုဒ္ဓပင်းလိုက်သောဇကားကို သူမအားထက်ကထက်ကပြောကြပါရယ်သူဇကားများကြောင့်ကိုဝင်ဆောင်နေသောမိခင်သည်ကျမ်းမာတန်ဆွမ်းသော လေးတယောက်ဖွမ်းမြန်နေပြီဤတို့ဖြစ်အင်ကူလီမာလာတို့ဟုလည်းအမည်တွင်ပါတော့တယ်အင်ကူလီမာလာသည်တဏ္ဍပေါဝင်ပြီးသောထွက်တရားများကိုကျင့်ကြံခဲ့ပြီးပြန်များမကြမှာပဲပရိနိဗ္ဗာန်ဆံတော်မူခဲ့ရသည်ဟုတွေးဆရပါသည်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီတကယ်လို့ဒီအကြောင်းအရာများကိုအသေးစိတ်ဟုတ်ရှုချင်တဲ့ဆိုရင်တော့ကျွန်တော်ဗီဒီယိုမှာတာရိတ်သူနာမည်ကိုရေးရေးပေးနာပါမယ်။ကျွန်တော်ဖတ်ရင်မှတ်သွားမှာဆိုလို့ ဒီဗီဒီယိုမှာပဲတော့ရေးပေးထားပါမယ်။စာအုပ်ကောင်းစဉ်ကတော့အင်ဂူလီမာလာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိ like ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like share and subscribe မြင်လို့ပေးကြဖို့တော့မြတ်တာရက်ခံပါတယ်။တော့နောက်ဗီဒီယိုတွေမှာလည်းဒီတဲ့ကောင်းအောင်ပုံမကျိုးစားပြီးသင်ဆက်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ဒီလိုပေးကြဖို့ တော်မြတ်တဲ့ခံရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြပါမယ် see the next video bye bye